ဂျာရက်ထဲမှာကိုးဆုံးပြီးဖိုးပြုံးကြီးလှုပ်နေတဲ့အဖွဲ့၃ဖွဲ့မင်္ဂလာပါထားမထားတဲ့ဂျာဂျာတို့ channel ကနေကြိုဆိုလိုက်ရပါတယ်ဒီဗီဒီယိုလေးမစားခင်မှာ Maze Road နေနဲ့ဟင်းသာယုံနဲ့ပါကိုအသင်းပတ်နုံမုံခေါ်မကြီးသေးတို့အသင်းနဲ့ခြေသားလူမိုင်းမောင်ကဆိုင်တို့အသင်းတို့ဆယ်စက္ကန့်လောက်ငြိမ်သက်ပြီးစီချင်ပါတယ်ဂျီတုံးအင်းတို့ကတော့ရေးချောင်းဈေးရောက်မဲ့အချိန်မှာပဲဈေးကောင်းတော့ကျိုးသွားရပြန်ပါပြီပထမဆုံးစပြောရရင်ဟင်းသာယုံနဲ့ပကိုးအသင်းမှာနောက်ဆုံးကစားထားတဲ့ဘွဲထရာစင်လောက်မှာတော့နိုင်ဘွဲကလက်ငါးချောင်းမပြည့်ပါဘူး မပြောချင်သေးလို့ပြောရပေါင်းလဲများလာပြီဆိုတာ slow slow တဲ့တန်ဟက် pro max ကရုံးသေးမော့ဗျာမချစ်တော့လဲအောက်ကနန်းနေရတဲ့ဘကိုးသင်း fan တွေတော့လဲကိုချင်းစာမိပါရဲ့သူတို့လဲလက်ရှိ champion တွေဆိုတော့တိတ်ခါရှိရှိပွဲတွေပြန်ပြီးတော့နိုင်ကျင်မိမှာပါဒါမဲ့လက်တွေမှာဂျိုးကြာနေတဲ့ဘွားဟာစုံလဲစူးစားလဲယူဖြစ်မျိုးနဲ့ကြုံနေရတယ်လို့ပြောရတော့မှာပါနောက်သင်းကတော့ပတ်နုံမုံတို့အသင်းမှာဒီအသင်းကတော့အခုပြောပြမယ့်အသင်း၃သင်းမှာအချင်းနေအရန်မဆိုးတဲ့အသင်းမှာပတ်နုံမုံတို့ကခေပြတ်မှာတထေးထားဖြစ်တဲ့ခေပြတ်တထေးပြီးပြီး တခါလေစောင်းနဲ့ထွင်ရမယ့်နေရာမှာပစိမ်းနဲ့ထွင်နေတဲ့အသင်းအသင်းမှာဒါမဲ့ပန်းနိုးမုံတို့အနေထားနောက်လူနဲ့ကြမှာအရင်လူကိုပြန်လွမ်းနေရမယ်ဖြစ်မျိုးနဲ့ကြုံတွေ့နေရတယ်လို့ဆိုနိုင်ပါတယ်အရင်ကဆိုပန်းနိုးမုံတို့ရဲ့ကွင်းလည်းကအဆက်ဟတ်တက်ပြီးသားပြောစရာမလိုပေမဲ့ခုကတော့အရင်နဲ့မတူကွဲပြားနေပါတယ်ကလေးတွေကလည်းအရင်လို၆ပြက်ကင်သဲလဲစင်ရရင်ရတယ်လို့မတီးနိုင်တာကလည်းမကြီးသေးလို့စောင်းနှီးမှာချွေးတတိကြောင်တီးခံတဲ့ပြဿနာရဲ့အရင်မြစ်ပါဘောလုံးဆိုတာကိုကမသွင်းဟိုကသွင်းမှာပဲဆိုတဲ့သဘောတရားတိုင်းမကြီးသေးလို့ရှုံးသေးလို့ရှုံးသွားတာလို့ပြောရမှာဖြစ်ပါတယ် နောက်ထပ်သင်ကတော့အနန်ကြီးကွင်းကျဲထဲကြီးပြတ်အသင်းဖြစ်တဲ့ခြေသားလူမိုင်းမောင်ငဆိုင်တို့အသင်းပါပြောလိုက်ရင်တော့စင်ဖမ်းမယ်ကြားဖမ်းမယ်နဲ့လက်တွေးမှာပွဲစိတ်တောင်မဖမ်းနိုင်တဲ့ခြေသားလူမိုင်းမောင်ငဆိုင်တို့ဟာအခွင့်ရအောင်ကြားပေါက်ကနေအထက်ကိုတက်ခွင့်ရမယ်အရေးကိုငယ်တဲ့မှုကြီးအောင်လုပ်လိုက်သလိုပါပဲခြေသားလူမိုင်းမောင်ငဆိုင်တို့ကနိုင်ဝနိုင်မဲ့အနေထားမျိုးမှာတပတ်သင်ကပထမပိုင်းကတည်းကတယောက်ထုတ်ပေးတာတော့ချိုးမမိုင်တော့မချိုးနိုင်ရှာတော့ပါဘူးအခုမှ노ကွန်ညာ노ကိုတွေလုံနေမယ်ကွန်ညာပါလေတယောက်ရောက်အသင်းကိုတိုက်စီပြေးဝမစင်ရတဲ့အသင်းဆိုပြီးတော့ရှက်ကွဲနေရတဲ့အသင်းပါ ဟုတ်တယ်ဟုတ်ပါတယ်ဆယ်ယောက်၁၁ယောက်နဲ့ပွဲကိုအချိန်၃ချိုး၂ချိုးနီးပါအသာရပြီးတော့ကစားကြရပါမယ်အနေထား Everton စီကတော့ဂိုးသွင်းပြီးပြန်ပြီးတော့သင်တန်းဆင်းရမယ်အနေထားမျိုးပါခြေသားလူမိုင်းမောင်ကဆိုင်တို့နဲ့ကမိဘတွေဆုံးမနေကြစကားလိုပဲမြင်းစီကျင်လုံးအထက်ကိုတွန်းတင်ပေးတယ်ဒါပေမဲ့တကောင်သားတွေကအောက်ကိုပဲခုံဆေးကျင်နေတဲ့အထားလိုမျိုးပါပဲအိမ်ဝေးမှာဆယ်ယောက်၁၁ယောက်ကစားပြီးတော့ရှုံးခဲ့ရတဲ့ feeling မျိုးကို main fan တွေဘလို့စိတ်ဒုက္ခနဲ့များကြီးကြလဲစဉ်းစားလို့တော့မရပါဘူးဒါတော့အခုကြီးလုံးကြီးမှာရှုံးပွဲများနေတဲ့ဂျိုးဂျာနီတို့ဟာအချိန်နေစိုးနေတာမဟုတ်ပဲ အေဗာရန်ကိုအချက်မရှိရုံးတဲ့ခြေသားလူမိုင်းမောင်ဝဆိုင်တို့ကအချင်းနေပိုးဆိုးနေတာဖြစ်တယ်လို့ပြောနေတယ်။ဏီကုန်းချုပ်လိုက်ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။